မင်္ဂလာပါဘုရားရှင်ကိုယ်တော်မြတ်ကြီးကအင်္ဂုတ္တရနိကေဧကကနိပတ်ပဏိဒဣစ္ဆဝတ်မှာပဏိဒဣစ္ဆဝတ်ပထမတုတ်ဒုတိယတုတ်မှာမကောင်းတဲ့ဖြစ်ထားတဲ့စူးကစူးနိုင်တယ်လို့မျိုးမကောင်းတဲ့ဖြစ်ထားတဲ့စိတ်ကလေးကလည်းအဝိဇ္ဇာကိုလည်းမခွဲပြတ်နိုင်ဘူးဝိဇ္ဇာကိုလည်းမဖြစ်စေနိုင်ဘူးနိဗ္ဗာန်ကိုလည်းမျက်မှောက်မပြုနိုင်ပါဘူးတဲ့အပြန်အနေနဲ့ ကောင်းတဲ့ကြည့်ထားတဲ့စူးကမစူးနိုင်တယ်လို့မျိုးကောင်းတဲ့ပြည့်ထားတဲ့စိတ်ကလေးကအဝိဇ္ဇာကိုလည်းခွဲဖြစ်နိုင်တယ်ဝိဇ္ဇာကိုလည်းဖြစ်စေနိုင်တယ်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်ပါရဲ့တဲ့နောက်ဘုရားရှင်ကိုရောမြတ်ကြီးကတတိယတုတ်စရုဒ္ဓတုတ်ဒီမှာလဲဒေါသကြောင့် ပျက်စီးတဲ့စိတ်နဲ့တည်လို့ရှိရင်ငရဲကိုရောက်မယ်တဲ့တရာတရားကြောင့်ကြည်လင်တဲ့စိတ်လေးနဲ့တည်ရင်တော့နတ်ပြည်ကိုရောက်မယ်လို့မိန့်ထားပါတယ်။နောက်ပြဇမဆက်ထတုတ်တွေမှာတော့နောက်ကျတဲ့ရေအိုင်မှာသွားနေတဲ့ရက်နေတဲ့ခယုတွေငါးတွေ ကြောက်စရိအူကြံခွဲတွေကိုမမြင်နိုင်တယ်လို့မျိုးနောက်ကျနောက်ကြည့်တဲ့စိတ်နဲ့နေဝရဏတွေကြောင့်နောက်ကြည့်တဲ့စိတ်နဲ့မိမိအကျိုးသူတော်ဘာအကျိုးနှစ်ပါးစုံအကျိုးကိုမသိနိုင်ပါဘူးတဲ့ဇံမဲ့ဖို့ကိုလည်းမရနိုင်ပါဘူးတဲ့အပြန်အနေနဲ့မနောက်ကျတဲ့ရေအိုင်မှာသွားနေတဲ့ရက်နေတဲ့ခရုတွေငါးတွေ ျောက်စလိအိုးချံခွဲတွေကိုတွေ့မြင်နိုင်တယ်လို့မျိုးမနောက်မနောက်ကျူးတဲ့စိတ်နဲ့မိမိရဲ့အကျိုးသူတော်ဘာရဲ့အကျိုးနှစ်ပါးစုံရဲ့အကျိုးကိုသိနိုင်ပါတယ်တဲ့ဇံမဲ့ဖို့ကိုလည်းရနိုင်ပါတယ်တဲ့ချမ်းမှချမ်းသာရပါတယ်